ရသခင်ယေရှုတော်ချီးမွမ်းပါれ။နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ယောမဩဝါဒစာခန်းကြီး၈အပိုင်ငယ်၁ဤလောကသည်ဖျားသခင်သားတို့၏ပေါ်ထွန်းခြင်း အရာကို အလွန်တောင်းတမျှော်လင့်လျက်နေ၏။ဒီနှုတ်ကပတ်တော်မှာပါကိုဖော်ပြလဲဆိုရင်တော့ဒီလောကကြီးကတဲ့ဖျားသခင်ရဲ့သားတွေရဲ့ပေါ်ထွန်းခြင်းအရာကိုတဲ့ အလွန်တောင်းတပြီးတော့မျောလင့်လျက်နေတယ်လို့ဖော်ပြပါတယ်။ဒီလောကကြီးကမှောင်လာပါတယ်။ဒါကြောင့်မို့အလင်းပေးမယ်ဖရာသခင်ရဲ့သားတွေရဲ့ပေါ်ထွန်းခြင်းကို မျောလင့်လျက်နေပါတယ်။ဒီလောကကြီးကငြိမ်သချင်းကင်းမဲ့လာပါတယ်။မငြိမ်ချမ်းတော့ဘူး။ဒါကြောင့်မို့ငြိမ်သချင်းရဲ့အရှင် သခင်ရှုခွတ်တော်ဖရာနဲ့မိတ်ဆက်ပေးမယ်ဖရာသားတွေရဲ့ပေါ်ထွန်းခြင်းကို အလွန်တောင်းတလျက်ရှိပါတယ်။ဒါကြောင့်မို့ ဖယားသားသမီးဆိုတော့ကလောကမှာနေပေမဲ့လောကသားလို့အသက်မရှင်အောင် မောင်မိုက်တဲ့အခြေအနေနဲ့အသက်မရှင်အောင် အလင်းရဲ့သားကဲ့သို့ကောင်းကင်နိုင်ငံသားကဲ့သို့အသက်ရှင်ဖို့ဖြစ်ပါတယ်။လောကသားနဲ့ဖယားသားမတူပါဘူး။ဖယားသားမှန်ရင်ထူကြရမယ်။ဒါပေမဲ့ဒီနေ့ခရိယန်တွေကဖယားသားမှန်ရင် ထူကြရမယ်ဆိုပြီးတော့ဘာထူကြရမှာလဲ။ဘာမတူတာလဲဆိုရင် သူများတွေလောကသားတွေဆင်းရဲနေတဲ့ချိန်မှာ ကိုကချမ်းချမ်းသာသာနဲ့မဆင်းရဲရဘူးအဲ့ဒီလိုမျိုးကိုဖခင်သားရဲ့ထူကြခြင်းလို့ကျွန်တော်ကအတိတ်ပဲဖွင့်ဆိုတတ်ပါတယ်အဲ့ဒါကမှားပါတယ်သူများတွေဆင်းရဲတယ်ကိုကမဆင်းရဲဘူးလောကသားတွေဒုက္ခရောက်နေတဲ့ချိန်ကိုကဒုက္ခမရောက်ဘူးလောကသားတွေသူများတွေမစားနိုင်မတောက်နိုင်တဲ့အချိန်မှာကိုကအေးအေးဆေးဆေးစားနိုင်တောက်နိုင်တယ်အဲ့ဒီလိုမျိုးကိုဖခင်သားရဲ့ထူကြခြင်းလား အတ္တများပြီးပေါ့တကူကောင်းဆန်ပြီးတကူစာကြည်တက်တဲ့အတ္တမျိုးကဖယားသားရဲ့တဘာဝမဟုတ်ပါဘူးဖယားသားသမီးဆိုတော့ကိုယ့်အတ္တအတွက်ကိုယ့်ရဲ့တကူစာကောင်းစားရင်ပြီးရောကိုယ်နဲ့ကိုယ့်မိသားစု ကိုယ့်ရဲ့ပတ်ဝန်းကျင်အဆင်ပြေရင်ပြီးရောကိုယ့်ရဲ့အမျိုးတွေကိုယ်နဲ့ထိဆက်တဲ့သူတွေအဆင်ပြေရင်ပြီးရောကိုယ့်ရဲ့အတ္တအတွက်ပဲကြည်ပြီးတော့သူများတွေဒုက္ခရောက်ခြင်းကိုမဆာနာသူများတွေ မငြိမ်းချမ်းပြဿနာတွေတက်နေခြင်းကိုကျွန်တော်တို့ကလစ်လူရှုမယ်ဆိုရင်တော့ဒါဟာဖယားသားရဲ့တဘာဝမဟုတ်တော့ပါဘူးဖယားသားကလောကသားနဲ့မတူဘူးထူးခြားတယ်ဘာမတူတာလဲဘာထူးခြားတာလဲဆိုရင်တော့အပြင်ပန်းလောကီစီးစိမ်အဝိစားတွေအတုံးဆောင်ပစ္စည်းတွေလောကစီးစိမ်တွေသူများထက်ပိုပြီးတော့ပိုင်ဆိုင်နေခြင်းသူများထက်ပိုပြီးတော့အောင်မြင်ကျော်ကြားနေခြင်းကို လောကသားထက်ထူးခြားတယ်လို့မခေါ်ပါဘူး ဖယားသားရဲ့ထူကြခြင်းဆိုတာက အသက်ရှင်ခြင်းလက္ခဏာထူကြတာဖြစ်ပါတယ်။သူများတွေအတ္တဆန်နေတဲ့ချိန်မှာဖယားသားကတကူစာမကြည့်ဘူး။သူများအတွက်စဉ်းစားပြီးတော့လိုနေတဲ့သူတွေကိုပီကန်းတယ်၊ဒုက္ခရောက်တဲ့သူတွေအတွက်ဆူတောင်းပေးတယ်။အဲ့ဒါကဖယားသားသမီးရဲ့လက္ခဏာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ရဲ့ဘဝအတ္တတာထဲမှာဖယားသားသမီးဆိုတာက အပြင်းပန်းတွေအဝတ်အစားတွေအတုံးဆောင်ပစ္စည်းတွေဂုံတွေယာတူးတွေစီးစိမ်တွေ ထူးခြားခြင်းကိုမဆိုလိုပါဘူး။ဖျားသားသမီးရဲ့ထူးခြားခြင်းကအပြင်ပန်းလောကီစည်းစိမ်လက္ခဏာမဟုတ်ပါဘူး။ဖျားသားသမီးရဲ့ထူးခြားခြင်းကအတွင်းထဲမှာထူးခြားတာဖြစ်တယ်။အသက်ရှင်ခြင်းကိုကထူးခြားနေတာဖြစ်တယ်။အတ္တနဲ့အသက်မရှင်ဘူး။သူများအတွက်အသက်ရှင်တယ်။သူများကိုအစီခံတတ်တယ်။ကို့မှာပိုင်ဆိုင်တဲ့အရာတွေအားလုံးကသူတို့ဘာအတွက်ပီကံပြီးတော့အသက်ရှင်တတ်သောအတ္တတာမျိုးဖြစ်ပါတယ်။ငါကောင်းငွေနိုင်ငံရောက်ရင်တော်ပြီ။ကျန်တဲ့သူဘာဖြစ်ဖြစ်ဆိုရင် ဲ့ဒါကဖျားသားသမီးရဲ့တဘာဝမဟုတ်ပါဘူးဒီနေ့ သခင်ရှုခွတော်ဖျားကိုတိုင်အပြစ်ထဲမှာနှင်မောနေတဲ့ဒီလောကကြီးကိုဆင်းကြွလာတယ်သခင်ရှုကသူ့မှာသူကောင်းကင်မှာအေးစစ်နေလို့ရပါတယ်ဒါပေမဲ့ဖျားရဲ့တဘာဝကအပြစ်သားကိုချစ်တဲ့အတွက်ကြောင့်အပြစ်သားစီမှာရှိတဲ့အပြစ်တွေဖယ်ရှားဖို့ရန်အတွက်အဲ့ဒီအပြစ်ကိုလောကတိုင်းမှာအသေးခံခြင်းနီးလန်းအပြင်ဖယ်ရှားဖို့ရန်အတွက်ဒီလောကကြီးကိုဆင်းကြွလာတယ် သခင်ရှုတာအပြစ်များတဲ့သူတွေနဲ့မပေါင်းကောင်းကင်မှာပဲနေမယ်ဆိုရင်တော့ဒီနေ့ကျွန်တော်တို့တွေကယ်တင်ခြင်းရမှာမဟုတ်ပါဘူး။ဒါကြောင့်မို့ဖျားသားသမီးဆိုတာကအာငါတို့နဲ့အဆင့်တန်းမတူရင်မပေါင်းငါတို့နဲ့ level မတူရင်မပေါင်းဘူးဆိုပြီးတော့ကျွန်တော်တို့ကအဲ့ဒီလိုအသက်ရှင်ခဲ့မယ်ဆိုရင်ဒီနေ့သခင်ခွတ်တော်ဖျားရဲ့ဒီလောကကြီးကိုဆင်းလာတဲ့အပြစ်သားတို့အသိခံခြင်းဆိုတဲ့ဖျားရဲ့တဘာဝနဲ့လွဲချော်နေမှာဖြစ်ပါတယ်။ဖျားသားသမီးဆိုတာကအပြစ်ကိုယုံမုန်းရမယ်။ဒါပေမဲ့အပြစ်ရှိတဲ့လူကိုတော့ချစ်ရမယ်။ အပြစ်ကိုချစ်ခိုင်းတာမဟုတ်ပါဘူးလူကိုချစ်ရမယ်အဲ့ဒီလူတွေကိုဖះရနဲ့မိတ်ဆက်ပေးဖို့ဒါကြောင့်မို့ဒီလောကကြီးကတဲ့မှောင်မိုက်လာတယ်အလင်းပေးမဲ့ဖះသားကိုလိုအပ်ပါတယ်ဒီလောကကြီးကငြိမ်သက်ခြင်းကင်းမဲ့လာတယ်ငြိမ်သက်ခြင်းရဲ့အရှင်ယေရှုနဲ့မိတ်ဆက်ပေးမဲ့ဖះသားတွေရဲ့ပို့ထွန်းခြင်းကိုလိုအပ်ပါတယ်ဒီလောကကြီးကတကူစာကြည့်တက်ပြီးတော့မေတ္တာတရားတွေခေါင်းမလာတယ်ချစ်ချင်းမေတ္တာရဲ့အရှင်ချစ်ချင်းမြတ်တာဖြစ်တော်မူသောဖခင်နဲ့မိတ်ဆက်ပေးမယ်ဖခင်သားတွေရဲ့ပေါ်ထွန်းခြင်းဖခင်သားတွေရဲ့အသက်ရှင်ခြင်းလက္ခဏာကို လိုအပ်နေတာဖြစ်ပါတယ်ဝိပုဝါကျမ်းအခန်းကြီး30အပိုင်းငယ်1ကနေနှစ်မှာအာယုံရဲ့သားနာဒတ်နဲ့အပိဟုတို့သည် ကိုစီဆိုင်သောလင်မန်းတို့ကိုယူလျက်မိကိုထဲ့၍လောဘံကို တင်ပြီးလင်ထာဝရဖျားမှားထားတော်မူသောမိမဟုတ်ထူကြသောမိကိုရှေ့တော်၌ပူဇော်၏ထိုအခါထာဝရဖျားထံတော်မှမိထွက်၍သူတို့ကိုလောင်သဖြင့်ရှေ့တော်၌ တည်ကြ၏လို့တမချန်းစာမှာတွေ့ရပါတယ်။အာယုံရဲ့သားနှစ်ယောက်ဖြစ်တဲ့နာဒတ်နဲ့အပိဟုက အဖေကယိဘရောဟိဖြစ်တဲ့ကြောင့်သားကလည်းယိဘရောဟိဖြစ်တယ်။ဒါကြောင့်မို့သူတို့ကိုစီဆိုင်တဲ့လင်မန်းကိုယူပြီးတော့ဖျားကိုကိုးကွယ်ဖို့ဖျားသခင်ကိုပူဇော်ဖို့ရန်အတွက်နန့်သားပေါင်းမိရှူရာယိကိုသူတို့ပူဇော်ပါတယ်။ဒါပေမဲ့တဲ့ဖျားသခင်မှားထားတဲ့ထာဝရဖျားမှားထားတဲ့မိမဟုတ်ပဲနဲ့ထူးခြားသောမိနဲ့ရှေ့တော်မှာပူဇော်တယ်။ ဲ့ဒီခါမှာဖရာသခင်ထံတော်ကမီးထွက်ပြီးတော့သူတို့ကိုလောင်းတယ်ထေသွားတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်နာတတ်နဲ့အပိဟုကမီးကိုပဲထူချာစီပြီးတော့သူတို့ကပူဇော်တယ်အပြင်းမှန်းထူချဖို့ထက်ကိုးကိုတဲ့ခါမှာသူတို့ရဲ့အသက်တာအသက်ရှင်ခြင်းထူချဖို့ကတန့်ရှင်းဖို့ကအင်မတန်ရည်ကြီးတာဖြစ်တယ်ဒါကြောင့်မို့ထော်တော်ဖရာမှားထားသောမီးဆိုတာက ရစ်ပလင်ရဲ့မီးခဲနဲ့ပဲ အဲ့ဒီနန်းသာပေါင်းအမှုန့်ကိုဖြူရမယ်ပူဇော်ရမယ်သူတို့ဟာတခြားသောမီးထူးခြားသောမီးကိုပူဇော်တဲ့အခါမှာဖယားသခင်ရှေ့မှာမီးထွက်ပြီးတော့သူတို့သေဆုံးသွားတယ်ဆိုအကြောင်းကိုတွေ့ရပါတယ်ကျွန်တော်တို့လည်းကိုးကွယ်ခြင်းအစီအစဉ်တွေမှာကျွန်တော်တို့ကမီးအယောင်တွေကိုထူးခြားစေခြင်းနဲ့ကိုးကွယ်ခြင်းမှာကျွန်တော်တို့ရဲ့တခြင်းတွေကိုထူးခြားစေခြင်းနဲ့ကျွန်တော်တို့ရဲ့အပြင်ပအရာတွေကိုပဲကျွန်တော်တို့ကအစီအစဉ်တွေကိုပဲထူးခြားခြင်းကြတာဖြစ်ပါတယ် ဖခင်ကကျွန်တော်တို့ရဲ့အသက်တာအသက်ရှင်ခြင်းကိုလောကသားနဲ့မတူဘဲနဲ့ထူးခြားစေချင်တာဖြစ်ပါတယ်။လောကသားနဲ့မတူတဲ့ထူးခြားခြင်းဆိုတဲ့အရာကချစ်ချင်းမေတ္တာနဲ့အသက်ရှင်ဖို့နှိမ်ချခြင်းနဲ့အသက်ရှင်ဖို့ပီကံခြင်းနဲ့အသက်ရှင်ဖို့အစီအခံခြင်းနဲ့အသက်ရှင်ဖို့ဖြစ်ပါတယ်။ဒါကြောင့်မချစ်တော်စီတိုင်းကျွန်တော်တို့ဘဝအသက်တာထဲမှာ လောကသားတွေလိုပဲအောင်မြင်ခြင်းတွေလောကီစည်းစိမ်ချမ်းသာခြင်းတွေနောက်လိုက်ပြီးတော့ဒီအရာတွေရှိမှ လောကသားတွေကငါတို့ကိုးကွယ်တဲ့ဖះကိုအထင်ကြီးမယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့ဒီအရာတွေကဖះသားရဲ့ထူကြခြင်းလောကရဲ့စည်းစိမ်တွေလောကရဲ့အဝတ်အစားတွေအသုံးဆောင်ပစ္စည်းတွေကဖះသားရဲ့ထူကြခြင်းဆိုရင်တော့မာပြီမိတ်ဆွေဖះသားသမီးရဲ့ထူကြခြင်းကကျွန်တော်တို့ဝတ်တဲ့အဝတ်အစားကျွန်တော်နေတဲ့အိမ်ကျွန်တော်တို့ပိုင်တဲ့ကားအဲ့ဒီစည်းစိမ်ရာထူးတွေနဲ့မဆိုင်ပါဘူးဖះသားသမီးရဲ့ထူကြခြင်းကအသက်ရှင်ခြင်းလက္ခဏာဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကောင်ရောက်စီတိုင်း ဖျားသားသမီးရဲ့ထူကြခြင်းဆိုတော့ကမှောင်မိုက်နေတဲ့လောကကြီးမှာနေပေမဲ့ကိုယ်တိုင်မမောင်မိုက်ပဲနဲ့ဖျားရဲ့အလင်းကိုလူတွေကိုမြင်တွေ့စေဖို့ဖြစ်ပါတယ်။ငြိမ်သက်ခြင်းကင်းမဲ့တဲ့လောကကြီးမှာနေပေမဲ့ငြိမ်သက်ခြင်းရဲ့အရှင်ဖျားနဲ့လူတွေကိုမိတ်ဆက်ပေးဖို့ဖြစ်ပါတယ်။တကူစာကြီးတတ်တဲ့လောကကြီးမေတ္တာတရားခေါင်းမလာတဲ့လောကကြီးထဲမှာကျွန်တော်တို့ကချစ်ချင်းမေတ္တာရဲ့အရှင်ယေရှုခရစ်တော်ဖျားနဲ့လူတွေကိုမိတ်ဆက်ပေးဖို့ဖြစ်ပါတယ်။ဒီလောကကြီးကအနှိမ့်စနိုင်ငံမတည်မြဲဘူး ပျက်စီးသွားမယ့်အရာဖြစ်တယ်တည်မြဲတဲ့ထာဝရဒုက္ခချမ်းသာပုံရှိတယ်ဘုရားသခင်ပြင်ဆင်ထားတဲ့ထာဝရအသက်လမ်းကိုလူတွေမြင်တွေ့ရဖို့ရန်အတွက်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းလက္ခဏာအားဖြင့်ဒီနေ့ဘုရားကိုမတည်သေးတဲ့သူတွေကို မိတ်ဆက်ပေးပြီးတော့ဘုရားသားသမီးကဲ့သို့ထူးခြားစွာနဲ့အလင်းလင်းပြီးတော့ဒီလောကကြီးထဲမှာအသက်ရှင်သောသူများဖြစ်စေဖို့ဝင်ကားပါလေအားလုံးပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစေ